။အများကြီးကြတော့နီနီတော့မှာမိဘကပြည်စုလို့ရတယ်လေ။ဟိုမိဘကပြည်စုရင်းနဲ့ကိုဝါသနာပါတဲ့အလုပ်ကိုဟိုအချိန်တွေမဖြုံးပြီးတော့ဘူးတော့ဗျာ။ဘက်တီဘက်လှည့်ပြီးလှုပ်လို့ရတယ်။အဝေးတနေရာမှာတော်ပြီးတော့ပြန်မိဘကိုပြည်စုရတဲ့အချိန်မှာကျွန်တော်ရဲ့အောင်မြင်မှုတွေကျွန်တော်ရဲ့အချိန်တွေအများကြီးတော့ဆုံးရှုံးနေလာရပါတယ်ခင်ဗျာအဲ့တော့မင်းသားလုပ်တယ်ဆိုတာအဲငေကုန်လေးရှိမှပဲလုံးလို့ကောင်းတာလေအဲမိဘကို ပြည်သူလိုက်တော့တော့ကံကောင်းတယ်ဒါပေမဲ့လည်းအဲကျွန်တော်ရဲ့အချိန်တွေကျွန်တော်ရဲ့အောင်မြင်မှုတွေဆုံးရှုံးသွားတာဖြစ်တဲ့အတွက်ကိုအဲနောင်တရရတယ်လို့နှမျောလေးနှမျောမိတယ်ခင်ဗျာဟုတ်ပါတယ်ဟိုကျွန်တော်တို့မိုင်လေးတို့မိသားစုကတကယ်ကိုဗုဒ္ဓဘာသာကိုအယုံယုံကြည်ကြည်နဲ့တကယ်လေးကိုးကွယ်တယ်အဲတာသနာပေါင်ကိုဟိုအမျိုးအတွက်လုပ်ပေးတာဖြစ်တဲ့အတွက်เนาะဟိုကွေလန်တော်တဲ့ဟိုမိုင်လေးရဲ့အဖေလေးကုသိုလ်ရမှာပါ မိုင်းလေးတို့မိသားစုကလည်းဗုဒ္ဓဘာသာကိုလည်းတကယ်လေးထားတဲ့မိသားစုဆိုတော့လေကိုယူပါရယ်ခင်ဗျာတာပြုတွေရကြပါစေ။ဩသူကဘာလို့ဆိုဟိုခလေးလိုပါပဲဟိုဟိုကုလေးကျော်တာကုဒ္ဒစာကြီးတာလေဟိုလိုက်ဖက်ပါတယ်ဟိုခီးတိုက်လေးပေါ့အဲအားကြရပါတယ်ချစ်စရာလေးပါဟုတ်မိုင်းလေးတွေ့တကယ်ယောက်ျားကောင်းတယောက်ရထားလိုက်တယ်။နောက်ဖခင်ကောင်းတယောက်လိုလည်းပြောလို့ရမယ်။သူ့မှာညီကောင်မောင်နှမတွေမရှိဘူး။တယောက်တည်းခလေးဆန်တယ် အဒီနေ့တက်တဲ့သူကလေးဆန်တော့အမေပေါ်မှာအဲ့လိုမျိုးပေါ့နှွေးဆူဆူတုံးလေးဆိုတော့အဲလိမ္မာကောင်းလိမ္မာတဲ့သမီးတယောက်ပါအခုဆိုရင်ဟိုယောက်ျားသားမရှိတော့ကြော်လေးရလိုက်တာအဲမိုင်လေးတို့မိသားစုအတွက်တကယ်ကိုဟိုကံကောင်းတဲ့လက်ဆောင်တစ်ခုရလိုက်တယ်လို့ပဲလို့ကျွန်တော်မြင်တယ်အဲကိုမျိုးကျော်ကလည်းမိုင်လေးတို့မိသားစုကိုရတာတကယ်ဟိုကံကောင်းခြင်းတစ်ခုလို့မြင်တယ်အဲမိုင်လေးကအောင်မြင်မှုရောအဲစိတ်နေစိတ်ထားပိုင်းရောအဲဒီမိသားစုက တတဘာသူပေါ်မှာလည်းကူညီဖေးမတဲ့မိသားစုဆိုတော့လေဒါကူမျိုးကျော်အတွက်လည်းအင်မတန်မှအဲတန်ဖိုးရှိတဲ့အဲပြည့်ပြည့်စုံတဲ့အဲမိသားစုကိုရထားတယ်လို့ပဲကျွန်တော်မြင်ပါတယ်ခင်ဗျာဒီဘက်နဲ့ပတ်သက်ရတော့အဲဝန်ကြီးတယ်မန္တမြောင်းတယောက်တည်းနေရတာများတော့လေအဲကျွန်တော်ဒီဘက်ကိုပြည်စုတဲ့အတွက်ကျွန်တော်ရဲ့အောင်မြင်မှုတွေဆုံးရှုံးလိုက်ရတယ်အချိန်တွေအများကြီးပိတ်ဆက်လိုက်ရတယ်ဒါပေမဲ့ကံမကောင်းဟိုကံမကောင်းဘူးဆိုတော့လေမကောင်းဘူးပေါ့ကံကောင်းတယ်ဆိုတော့လေ အဲမိဘကိုပြီးစုလိုက်တော့တော့ကံကောင်းတယ်ဒါပေမဲ့လည်းအဲကျွန်တော်ရဲ့အချိန်တွေကျွန်တော်ရဲ့အောင်မြင်မှုတွေဆုံးရှုံးသွားတာဖြစ်တဲ့အတွက်ကိုအဲနောက်သားရတယ်လို့နှမျောလေးနှမျောမိခင်ဗျာအဲသူများတွေလို့ကံမကောင်းခဲ့ဘူးပေါ့ဟိုဟာဆိုသူများတွေကြတော့နီးနီးတော့မှာဟိုမိဘကိုပြီးစုလို့ရတယ်လေဟိုမိဘကိုပြီးစုရင်းနဲ့ကိုဝါသနာပါတဲ့အလုပ်ကိုဟိုအချိန်တွေမဖြုံးကြီးတော့ဘူးပေါ့ဗျာဘတ်ဒီဘတ်လှည့်ပြီးလုပ်လို့ရတယ် ကျွန်တော်မှကြတော့ဟိုကံကံမကောင်းခဲ့ဘူးပေါ့ဟိုအဝေးကိုတော်ပြီးတော့ပဲကိုဝါသနာပါတဲ့အလုပ်ကိုနေကနေတပူတကတယောက်တည်းစူးစမ်းပြီးတော့ဒီကိုလာတယ်ဒါပေမဲ့လည်းကိုလှုပ်ချင်တဲ့အလုပ်ကိုဝါသနာပါတဲ့အလုပ်ကိုဆွန့်လွတ်ပြီးတော့မိဘမတည်ခင်မပြည့်စုံလိုက်ရရင် နောက်တော့အကြီးကြီးရမှာဆိုလို့ကောင်းလျှော်ပေးတာနှိပ်ပေးတာနေပေးတာဟိုဟိုနိုင်တော့ပေါ့နော်ဟိုအဖေကိုအဲ့လိုမိဘထမိန်တွေချော်ပေးတာတို့အစိုးရတွေအဲ့လိုချီးပါ သေးချီပါထားတဲ့ဟာလေးတွေကိုလျှော်ပေးတာတို့ဒါကတော့တကယ်ဟိုဒါကျွန်တော်လုပ်တာပါဒါမီဒီယာရှင်းမှာမဟုတ်လို့ဟိုကျွန်တော်ဟိုဟန်ဆောင်ပြီးလုပ်တာမဟုတ်ပါဘူးကျွန်တော်အမြဲတမ်းအမြဲတမ်းအမှန်တိုင်းပြောလေးရှိတဲ့လူတစ်ယောက်ဆိုတော့လေအဲ့တော့ဟိုအဝေးတနေရာမှာတွားပြီးတော့ပြန်မိဘကိုပြည်စုရတဲ့အချိန်မှာကျွန်တော်ရဲ့အောင်မြင်မှုတွေကျွန်တော်ရဲ့အချိန်တွေအများကြီးတော့ဆုံချုံနေနိုင်ရပါတယ်ခင်ဗျာတော့မင်းသားလုပ်တယ်ဆိုတာအဲငေကုံလေးရှိမှပဲလုံးလို့ကောင်းတာလေဆိုတော့အဲ့ဒီဟိုအချိန်တဝက်နီးနီးလေး အဲကိုယုံကြည်မှုရှိနေတဲ့အချိန်မှာအဲအချိန်ဒီပြီးဆက်လာတော့တော့ကျွန်တော်တို့အတွက်ကတော့မမျောတယ်ဒါပေမဲ့လည်းအောင်မြင်မှုလိုချင်တာဆိုတော့လည်းအရင်မလိုချင်တော့ဘူးဟိုမိဘတွေကိုကြည်ပြီးတော့ဟိုစိတ်ချမ်းဟိုပေါ့ဟိုအော်အိုချင်းနာချင်းဆိုတဲ့အတ္တိတရားလေးရလာတယ်ဒါလည်းကောင်းတယ်ကျွန်တော်အတွက်မိမိစိတ်ကိုဟို control လုပ်ဖို့အတွက်ဟိုအတ္တိတရားတွေအများကြီးရလာတယ်ဒါကတော့ဟိုကျွန်တော်အတွက်အနာကြီးပေါ့ဗျာ တဲ့ဆွေမလောက်တဲ့မွန်ပရုံရှိတရှာရှင်မာဝဲငါကပါကီလာပါလာပါရီဒါဘောဒါဘောဟာနှစ်ခုလို့လူချင်းလုံးမမရတာအဲမိုင်လေးတို့ကြတော့လေကုတုကန်ရန်ကောင်းပါတယ်အငဲနဲ့ပါလူနိုင်ငံကျော်အမေတယောက်ရထားတယ်အမေတယောက်ရဲ့ support ရှိတယ်ထောက်ပံ့မှုရှိတယ်။နောက်သူကိုယ်တိုင်လည်းကြိုးစားတယ်အားထုတ်တယ်ကြာဆိုတော့ခိုင်းကျွမ်းမှုကြောင့်ကိုင်းပြီးအောင်မြင်မှုကသူ့ရဲ့လက်တကမ်းမှာအငြင်းတဲ့သူ့အတွက်ဟိုလှပတဲ့ ဘဝလေးတစ်ခုကိုလုံခြုံတဲ့ဘဝလေးတစ်ခုကိုအောင်မြင်စွာအေဂျင့်စွာရခဲ့တယ်ပေါ့လေနော်ကျွန်တော်တို့ကြတော့အဲဟိုတယောက်တည်းတယောက်တည်းဆိုတော့လေစကိုကိုဆုံးပြတာပေါ့နော်တယောက်တည်းထွက်လာတယ်အချိန်တန်တော့လေတယောက်တည်းတရမှာပဲငါတေဝလို့ရှိရင်ငါမှာအချမ်းသာရင်ပို့ပေးမယ်လေဒီပန်ဆန်မှုကြီးဘယ်သူပဲယူယူပေါ့အခုဆိုရင်ဘယ်သူ့ကိုပေးလို့ပေးရမလဲမသိဘာလို့ရမလဲမသိတကယ်လို့ကိုအိုလိုက်တော့မှဒီဟာလေးတို့လူပြီးတော့ပဲဘိုးဘွားရိတ်တာမှာပဲအဲငြင်းချင်းဆိုအနေနဲ့ပေါ့ဒါမဲ့ ဦးလေးမဦးကျင်တော့ဘူးအရင်ကြီးအဲ့လိုအသက်ကြီးတဲ့ထဲလေကျွန်တော်မနေကျင်ဘူးအဲထိုက်တင်တဲ့လောက်ဆိုရပါပြီဟိုတေးပြောပြီကျွန်တော်အနုပညာလုပ်ကိုထိုက်တင်တဲ့လောက်လည်းလုံနိုင်တဲ့လောက်လုပ်မယ်ကျမ်းမာလည်းကျွန်တော်အကောင်းကြီးမဟုတ်ဘူးလေဒါအခုဆိုခေါင်းတွေတွန်းအောင်တော့ကျွန်တော်လေတော့ဟာပေါ့ဥရပြမကောင်းဘူးအခုဆိုကျွန်တော်ခြေတွေလိမ့်လို့မရဘူးအခုဆိုဒါဥစီလိမ့်လာတာဆိုတော့ဒီမှာစပင်းတွေအရင်ကျွတ်လာတယ်ဆိုတော့ဒီတနေ့တနေ့လောက်ပဲထင်တယ်နောက်တနေ့လောက်ဆိုတော့ခေါင်းတွန်းအောင်မယ်ချင်တယ်ကျွန်တော်ကျမ်းမာလည်းအကောင်းကြီးမှာဟုတ်ဘူးကျမ်းမာရင်မကောင်းတဲ့အချိန်ကကျွန်တော် ခွန်အားရှိတဲ့လောက်တော့နေတာပေါ့ဟိုမိသားစုတွေလည်းပြောပါတယ်ဒါပေမဲ့ကျွန်တော်နေမကောင်းဖြစ်ပြီးမှတော့မလာကြပါနဲ့လို့ဟိုကျွန်တော်နေမကောင်းဖြစ်မှကျွန်တော်ဆေးရုံတက်မှကျွန်တော်တေမှငိုတာမျိုးကျွန်တော်မှဖြစ်ချင်ဘူးကျွန်တော်ငေတဲ့အချိန်မှာကျွန်တော်ဘာဖြစ်ချင်လဲအရာကိုကျွန်တော်ကနည်းနည်းလေး support ပေးရင်ကျွန်တော်တော်ပြီပေါ့မိဘကလည်းအဲ့လိုပဲမိဘတေပြီးမှကျွန်တော်မငိုချင်ဘူးမိဘကိုကိုဖြစ်ချင်တဲ့ဆန္ဒနဲ့ကျေးဇူးမဆက်နိုင်တဲ့အခါကျတော့စိတ်ထဲမှာတော့တအားတော့ခံစားရပါဘူးခင်ဗျ ကျမတော့တိတ်မကောင်းဘူးမန္တန်မြို့ကြီးကျွန်တော်အတွက်နေတိုင်းနေတိုင်းကဟိုစိတ်ကြစရာတွေဖြစ်တယ်ဗောနော်ဒါပေမဲ့လည်းအဲ့ဒီစိတ်ကြတာကိုကုကုကိုခွန်အားတွေတင်းပြီးတော့ပဲစိတ်တက်ကိုပြန်ပြီးပြန်လည်မြင့်တင်တာဗောပြစ်တင်တာအဲ့တော့ဒီစပင်ရလေအခုဟိုဘယ်လိုပြောမလဲဆုံးတော့မှာကိုမပြောတာမဟုတ်ဘူးဒါလူရည်လို့ဖြစ်လာမှတော့နေမကောင်းဖြစ်လာရင်ဆင်းလို့ရမယ်ဆုံးရှုံးရမယ်အဲဘယ်မှမမြဲတဲ့ဆိုရင်သဘောတရားပေါ့အဲပြီးတော့ဟိုလေးဘက်နာလဲကျွန်တော် တိတ်မကောင်းသေးဘူးပေါ့နော်ဒါပေမဲ့ဟိုစီကန်စီးထုံနေအခုတော့မှစီသမင်းစားပြီးတော့ပြီးတော့အဖေါ်တယောက်လည်းတကယ်လိုအပ်တယ်ဒါပေမဲ့ဟိုခုပြီးနောက်မှပြည့်စုံမဲ့လူမရှိတာလဲမန်တိုင်းပြောရင်ဒါကျွန်တော်ရဲ့အဲကံအကြောင်းတရားလို့ပဲကျွန်တော်ရေးပြောရမယ်အဲဟိုအောင်မြင်ခြင်းမောင်မြင်ခြင်းကိုလည်းကျွန်တော်တိတ်မမော်တော့ဘူးဟိုကျွန်တော်ချစ်တဲ့အနုပညာလို့ပဲကျွန်တော်အဲလုံနိုင်တလားပေါ့ ကျွန်တော်လုတ်သွားမယ်တလောက်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်လို့ပြည်သက်တွေဒီနေ့ထိပါပြောလို့တော့ချစ်ခင်စောနဲ့အားပေးနေတဲ့ပြည်သက်တွေအားလုံးဟိုကြမ်းကြမ်းကြမ်းမှရှိပါစေအဲအန်ဒီကင်ဘေးရှင်ပါစေအဲ့လိုအားလုံးကိုပြောချင်ပါတယ်အားလုံးကြမ်းမှချမ်းသာကြပါစေ